အရှင်ဖေယမေခွင့်ပြုပါဖေယအခုလိုင်းပေါ်မှာပြောနေကြတဲ့ရင်းကလေးဘေးဖြစ်တာကိုငကားကြီးကြောင့်လို့ပြောနေကြတာဟုတ်ပါသလားဖေယဖြည့်ပေးစီလိုပါတယ်ဖေယတဲ့ဗုဒ္ဓဘာသာဆိုတာလေပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်အဲ့ဒီလိုပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်အကြောင်းအရာတစ်ခုပေါ်ပေါက်လာတိုင်းမှာအစောတလင်းလက်မခံပါနဲ့ ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်ပါပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်လို့မှန်တယ်ဆိုမှသာလက်ခံပါမှန်မှန်ဘူးဆိုရင်ဘယ်လိုပုံကူမျိုးကပဲပြောပြောလက်မခံပါနဲ့နော်သုတ်မဟာဝါမဟာပရိနိဗ္ဗာန်သုတ်မှာမြတ်စွာဘုရားကရင်းငလင်လှုပ်ခြင်းအကြောင်း၈မျိုးပဲရှိတယ်လို့ဟောကြားထားပါတယ်အဲ့ဒီ၈မျိုးကဘာတွေလဲဆိုရင်၁မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခိုက်ခြင်းကြောင့်ရင်းငလင်လှုပ်ခြင်းတဘာဝအလျောက်လှုပ်တာကိုပြောတာပါ နှင့်တကူရှိသောတမနာပြမနာတို့နှင့်နတ်တို့ကတေသောကတိုင်းနှင့်အာဘောကတိုင်းဇန်တိညာတို့ကိုပွားများခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၃ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၄ဖျားအလောင်းဖွာမြင်ခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၅ဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း ခုနှစ်အာယုသင်္ခါရတွတ်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၈ပရိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာငင်းကလေးလှုပ်ခြင်းအကြောင်း၈မျိုးပဲဖြစ်ပါတယ်ငင်းကလေးလှုပ်ရခြင်းအကြောင်းဟာဤအကြောင်း၈မျိုးတစ်မျိုးမျိုးကြောင့်လှုပ်တာပါကျန်တဲ့အကြောင်းကြောင့်ကြောင့်မလှုပ်နိုင်ပါဘူးနော်ဖျားအစုပေါင်းမြောင်များစွာပွင့်ခဲ့ရဲ့သားနဲ့လူသားအလုံးကိုမကယ်တင်နိုင်ပုံထောက်ရင်တန်တရာဆိုတာ တပည့်တော်တို့လွန်မြောက်ဖို့မဖြစ်နိုင်ဘူးမလားဖေဟာတဲ့တန်တရာကမလွန်မြောက်နိုင်ရခြင်းအကြောင်းရင်းဟာကိလေသာယောဂထူပြောလို့ဖြစ်ပါတယ်အနာယောဂဖြစ်နေတဲ့လူတယောက်ဟာဒီတိုင်းနေလို့အနာယောဂမပြောက်ပါဘူးဆရာဝန်နဲ့စေကူသားမှုခံယူပြီးတော့ဆရာဝန်ညွှန်ပြတဲ့အတိုင်းနေထိုင်ပြီးဆရာဝန်ပေးတဲ့ဈေးကိုတောင်းမှသာအနာယောဂပြောက်မှာဖြစ်ပါတယ်ဆရာဝန်ကစေကူသားပေးုံပဲရပါတယ်အနာယောဂပြောက်ချင်တယ်ဆိုရင် လူနာကိုယ်တိုင်ကဆရာဝန်ပေးတဲ့ဈေးကိုတောက်မှသာအနာရောဂါပျောက်မှာဖြစ်ပါတယ်။အဲ့ဒီဥပမာအတိုင်းပါပဲ။ဖျားအဆူပေါင်းမြောင်များစွာပွင့်ခဲ့တာမှန်ပေမဲ့ပွင့်ခဲ့တဲ့ဖျားအဆူအဆူတိုင်းကလည်းပဲတန်တရာဝစ်စင်းရဲကလွတ်မြောက်ဖို့အတွက် တရားနီလန်ကောင်းကိုသာချပေးနိုင်ခဲ့ပါတယ်။တန်တရာဝစ်စင်းရဲကလွတ်မြောက်အောင်မလုပ်ပေးနိုင်ခဲ့ပါဘူး။မိမိကတန်တရာဝစ်စင်းရဲကလွတ်မြောက်ခြင်းတည်းဆိုရင်ကိလေသာယောဂပျောက်အောင် ဖျားအဆူဆူတိုင်းချပေးခဲ့တဲ့တရားစီကိုတောက်သုံးပြီး ကြင့်ကြံကြိုးပုတ်အာထုံမှသာတန်တရာဝစ်စင်းရဲကလွမြောက်မှာဖြစ်ပါတယ်။တပည့်တော်ကမိဘကိုပဲဖျားလို့ကူးကွယ်ပါတယ်ဖျား။မိဘနှစ်ပါးကိုကူးကွယ်တာနောက်ဘဝကျငရဲကျတက်လာဖျားဖြည့်ပေးပါဖျားတဲ့။ရှီခိုးရမယ့်အရာနဲ့ကူးကွယ်ရမယ့်အရာတော့ क्वे ပြဖို့လိုပါတယ်။တချို့က မိဘသည်ဖះနဲ့တကိုင်းတည်းပြတယ်လို့ပြောကြပါတယ်။မှန်ပါတယ်။ကျေးဇူးတရားအနေနဲ့ကတော့မိဘသည်ဖះနဲ့တကိုင်းတည်းပြပါတယ်။ဘာကြောင့်လဲဆိုတော့မိဘသည်မိမိကိုမွေးထုတ်ပေးခဲ့တဲ့ကျေးဇူးရှိလို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုကျေးဇူးရှိတဲ့အတွက်မိဘကိုဖះနဲ့တကိုင်းတည်းထားပြီးရှိခိုးလို့ရပါတယ်။သို့တော့မိဘသည်ကိုးကွယ်ရာအနေနဲ့ကတော့ယရနာမထိုက်ပါဘူး။ယရနာထိုက်တာက ဖရာတရားတန်ခါယရနာ၃ပါးကပဲယရနာထိုက်ပါတယ်အဲ့ဒီလိုမိဘသည်ယရနာမထိုက်တဲ့အတွက်ကိုးကွယ်ရအနေဖြင့်ကတော့မိဘကိုမကိုးကွယ်ကောင်းဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်